်ပြုဖို့အတွက်အာစိတ်ဆန္ဒပဲရှိပေမဲ့လည်းဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှာပြည့်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ်အပိုင်းကြီးရှိပါသေးတယ်ဆိုတော့ကျွန်တော်ကတော့အိမ်တော်ပြုတဲ့မင်္ဂလာဆောင်တာကိုကျွန်တော်အနေနဲ့လည်းအားလည်းအားကြတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးပြည့်ပြည့်စုံစုံနဲ့ကိုချစ်တဲ့မိန်းကလေးတယောက်ကိုတင်တော်တင်းနဲ့လက်ထပ်ယူပြီးတော့ခံခံနာနာပဲဖြစ်စီခြင်းတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ကတော့ကျွန်တော်ကျင်းတည်ပေါ့လက်ထပ်မှာပါအဲဒီကြားထဲမှာတော့ 調査ရမယ့်အပိုင်းကြီးအများကြီးရှိသေးတာ။အဲ့နောက်တစ်ခုထူထောင်နေဆိုတာကလည်းအဲ့နောက်တစ်ခုထူထောင်လို့ရတဲ့အရာကအခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးဖြတ်ချက်ချပြီးတော့အာဒါအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်တော်ပြုလာတာကောင်းတာပေါ့နော်။ကျွန်တော်မင်္ဂလာပွဲနေ့ကြလို့ရှိရင် သရိုးသားရန်ဒါအနောက်တိုင်း round မှာပါဝင်ပြီးတော့အခုအခုတက်ကိုကြီးအဖြစ်ပြီးတော့ဒါပုံပြဖြစ်သွားမှာပါဗျာ။ ဒီနေ့ရောက်ရှိနေရတော့ကျွန်တော်တို့အာစနစ်ကျော်လက်တွဲခဲ့တဲ့ဒါကျွန်တော်တို့ရဲ့ producer အကိုလည်းဖြစ်တယ်ညီကိုလိုလည်းခင်ရတယ်ဒါကိုဝင်းမင်းမောင်ကိုရှင်မန်းရဲ့ဒါမင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားရောက်ရှိနေတာပေါ့နော်။နောက်ပြီးကျွန်တော်အမြဲတမ်းလပ်ပါရီယာနဲ့ပတ်သက်ပြီးတော့ပြုပြင်နေကြဖြစ်တဲ့ Apple Magical Face ကအာ Founder Dr. ပူပွင့်ခိုင်နဲ့ ကိုဝင်မောင်တို့ရဲ့မင်္ဂလာလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုရရှိနိုင်မှာဖြစ်ပါခင်ဗျာအန်အော်ဒါတွေမှာတော့မပါပါဘူးခင်ဗျာဘာလို့လဲဆိုတော့သူလည်းဒါယူဖို့ယူရခြင်းနဲ့ပလန်နာကလည်းအချိန်တိုင်းတာတစ်ခုတည်းရှိသွားပြီပေါ့နော်ဆိုတော့စပြီးတော့စာစီစဉ်ကလေးကမင်္ဂလာဆောင်တဲ့အထိကျွန်တော်အနားမှာအတူတူဟိုတန်တန်မြင်မြင်နဲ့ပဲအကုန်လုံး စီစဉ်ခဲ့တာဆိုတော့ကျွန်တော်တို့ကတော့အစိုးရကြိုတည်နေရတဲ့လူဖြစ်တဲ့ကြောင့်မို့လို့ဟိုအန်အော်ဒါတွေတော့မပါတော့ဘောနော်အသက်အရွယ်ရလဲဒါအဲယူလို့လဲအဆင်သင့်ဖြစ်နေတဲ့အနေအထားတစ်ခုလည်းဖြစ်ပြီးအသက်အရွယ်ရလဲယူလို့တင့်တော်တဲ့အနေအထားတစ်ခုလည်းဖြစ်ပြီးဆိုတော့ကတော့ဒါမင်္ဂလာဖြစ်တဲ့အရာတခုဆိုကျွန်တော်တို့ဒါဝမ်းသာတယ်ဒါဘာပြည့်ကုံလဲဂုံယူပါတယ်ကျွန်တော်တို့ဒါဟိုးရင်တွေကတော့အပြင်းအထန်တူတူသွားတယ်ခကြီးတွေအတူတူသွားတယ်ဒါအမတ်တရားတွေကတော့လုံးဝအများကြီးပဲဒါဒါအမတ်တရားအမတ်တရားနေစဉ်နဲ့အများနေတိုင်းနှိပါတွေ့ရယ် တနေ့မှာ365ရဲ့ဖြစ်ရင်ကျင်းတဲ့300လောက်ကတော့တွေ့တယ်မဟုတ်လည်းအလုတ်ကိစ္စနဲ့တွေ့ဖြစ်တယ်ဆိုတော့ကကြတော့ဒါကအခုဒါသူအိမ်အောင်ပြုတော့မယ်သူအိမ်အောင်ပြုပြီးပေါ့လို့ရှိရင်တော့ဒါတကယ်ချင်းအပေါင်းအသင်းကဏ္ဍလည်းရှိမယ်ဒါမိသားစုတစ်ခုတီထောင်ပြီဆိုတော့မိသားစုအချိန်ပေးဖို့အတွက် လောက်ရမယ့်အပိုင်းတွေလည်းအများကြီးရှိရဆိုတဲ့အခါကျတော့ဒါကကျွန်တော်တို့ကဒါနားလည်မှုပေးရမယ်ပို့ပြီးတော့မိသားစုကိုအချိန်ပေးနိုင်အောင်ကျွန်တော်တို့အနေနဲ့လည်းပေးနာနေပြီးတော့ပြောပေးရမယ်ဒါအိမ်တော်တစ်ခုပြုပြီးပါဆိုလို့ရှိရင်ဒါတယောက်တည်းမဟုတ်တော့ဘူးကိုရဲ့ကိုမြန်တို့ကလည်းမင်းကလေးတယောက်နဲ့ဘဝတစ်ခုထူထောင်ပြီးပြီဆိုတဲ့အခါကျတော့အရင်လိုမျိုးလူငယ်ပုံစံမျိုးလူပြိုလူလွတ်ပုံစံမျိုးတော့နေလို့မရတော့တာတော့တေးကြတာပေါ့နော်ဆိုတဲ့အခါကျတော့ဒါကကျွန်တော်အနေနဲ့နားလည်မှုပေးတယ်ပြီးတော့ဟိုအများနဲ့အတူတူတွေ့ပြမှာမဟုတ်တဲ့တော့လည်းနားလည်မှုပေးရစားကြတော့ဒါကတော့ ဒီလိုမျိုးတော့ရှိတာပေါ့ဒါပေမဲ့သူ့ပုံမှန်တော့မူတည်တာပေါ့နော်ဒါကတော့အရင်တိုင်းပဲဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ကဒါလည်းပြောရတာပဲအရင်တည်းကလည်းသူကလည်းအာချစ်တက်တဲ့နှလုံးသားပိုင်ရှင်ပါပဲဆိုတော့ကကြတော့အခုဒီဟာကတော့သူဟိုအိမ်အောင်ပြုတ်တယ်ဆိုတော့အရာတစ်ခုကကြတော့လေကိုယ့်ရဲ့စိတ်ဆုံးပြတ်ချက်ခိုင်းပါတယ် ဒါဒီလူတယောက်ကိုမျက်နှိုးတယ်ချစ်ခင်တယ်ဘဝလက်တွဲပေါ်အဖြစ်ရွေးချယ်ပြီဆိုတော့ကနှစ်ယောက်ကစိတ်ကတထက်တဲကြာသွားတယ်လို့ကျွန်တော်တို့ဒါယူဆတယ်ဒီအတွက်ကြောင့်လည်းဒါဘေးကသူတို့အစာပျော်ရွှင်မိတယ်မင်္ဂလာပွဲတွေကိုလည်းခက်ခက်နာနာနဲ့ပြုလုပ်ပြီးတယ်တယောက်နဲ့တယောက်နဲ့ကလည်းဒါ surprise တွေ surprise တွေအများကြီးအစိတ်ပါလက်ပါနဲ့တယောက်တယောက်နဲ့မျက်မျက်နှုံနှုံရှိတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဝမ်းနဲ့ဝမ်းသာပါတယ်ဟုတ်ကျွန်တော်မင်္ဂလာပွဲနေ့ကြာလို့ရှိရင်သူတို့သားရန်ဒါအနောက်တိုင်း round မှာ ပါဝင်ပြီးတော့ အဖို့အကိုတက်ကုညီအဖြစ်ပြီးတော့ဒါကွန်ပျူဖြစ်သွားမှာပေါ့ဗျာအာကျွန်တော်တော့အားကြရတယ်ကတော့ပါလားဆိုတော့ပါပါတယ်ဒါမဲ့လည်းခုနပြောသလိုအိမ်နောက်တစ်ခုထူထောင်တယ်ဆိုတာကလည်းအာအိမ်နောက်တစ်ခုထူထောင်လို့ရတဲ့အရာကခုမှအာမိသားစုတစ်ခုတာဝန်ယူနိုင်ပြီဆိုတော့စိတ်ဆုံးဖြတ်ချက်ချပြီးတော့အာဒါအဲ့လိုမျိုးခိုင်မာတဲ့ဆုံးဖြတ်ချက်ရှိမှသာလေအိမ်နောက်ပြုတ်လာတာကောင်းတာပေါ့နော်ဆိုတော့လောလောဆယ်မှာတော့ကျွန်တော်မှအဲ့လိုအိမ်နောက်ပြုတ်ဖို့အတွက်အာ စိတ်ဆန္ဒပဲရှိပေမဲ့လည်းဒီအိမ်တော်တစ်ခုကိုတာဝန်ယူနိုင်တဲ့အာကျွန်တော်မှာပြည်စုံမှုမြင်မရှိသေးတဲ့ခါကျတော့ဒါကျွန်တော်အများကြီးစူးစမ်းမယ့်အပိုင်းကြီးရှိပါသေးတယ်။ဆိုတော့ကျွန်တော်ကတော့အိမ်တော်ပြုတဲ့မင်္ဂလာဆောင်တာကိုကျွန်တော်အနေနဲ့လည်းအားလည်းအားကြတယ်။ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုမျိုးပြည့်ပြည့်စုံစုံနဲ့ကိုချစ်တဲ့မိန်းကလေးတယောက်ကိုတင်းနှောင်းတင်းနဲ့လက်ထပ်ယူပြီးတော့ခံခံနာနာပဲဖြစ်စေခြင်းတဲ့ခါကျတော့အဲ့လိုမျိုးဖြစ်တဲ့တနေ့ကတော့ကျွန်တော်ကျိန်းတင်ပေါက်လက်ထပ်မှာပါ။အဲဒီကြားထဲမှာတော့ စ조사ရမယ့်အပိုင်းကြီးအများကြီးရှိတယ်။အာကျွန်တော်ရဲ့ချက်ရတဲ့အကူကြီးကိုဝင်းမင်းမောင်နဲ့ဒေါက်တာပူပွင့်ခိုင်တို့အာအများကြီးပျော်ရွှင်မှုတွေနဲ့နေ့ရက်တိုင်းမှာကံကောင်းခြင်းတွေနဲ့လုပ်ငန်းကင်ကန်းနေစီးပွားရေးတိုးတက်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့ပုံမအောင်မြင်တဲ့ဘဝအောင်ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ရည်နေပြီးတော့အဆုမောင်တောင်းပေးပါတယ်။အခုအတိုင်းပဲနှစ်ယောက်စလုံးကလည်းသာသနာပြုရဲ့နေရာမှာ Brighter မှာအရင်ဆရာထက်တဲ့လူတွေဖြစ်တဲ့ကြောင့်မလို့နှစ်ယောက်ပေါင်းပြီးတော့ ပို့ပြီးတော့လူတွေအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေလှုပ်ဆောင်နိုင်ပါစေလို့ကျွန်တော်ဒီကနေပြီးတော့ဆုမောင်းတောင်းပန်ပါတယ် congratulations ပါ